မြတ်တလွေ channel ကိုစောင့်မျှော်အားပေးနားဆင်နေကြတဲ့ချစ်ရတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာယခုတက္ကမတင်ဆက်ပေးသွားမယ့်ဇာတ်လမ်းလေးကတော့ဆရာဇေယနရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့တိုက်ဆက်သာသနာလို့အမည်ရတဲ့ပရလောကဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူကိုခန့်နေဖြစ်ပါတယ်ခင်ဗျာ ။ငအောင်ဖုံးကြီးဝတ်ပြီဆိုတဲ့စကားကမယမ်းချောင်းရတရားလုံးနေချင်းပြန့်နှံ့သွားခဲ့တယ်။တချို့ကရပ်ပိုင်းမဲ့ဝတ်မှလို့ပြောသလိုတချို့ကြတော့လေလူကြားကောင်းအောင်ဟန်ပြလုပ်တာပါဆိုပြီးပြောနေခဲ့ကြတယ်။ငအောင်ကတော့ဖုံးကြီးဝတ်မယ်လို့ဆုံးဖြတ်ချက်ချပြီးတဲ့နေ့ကစပြီးအရက်တောက်ချင်းကိုရတိပြက်ဖြတ်ချလိုက်ပါတော့တယ်။နှစ်ပေါင်းများစွာတောက်လာတဲ့အစွဲကအရက်ဖြတ်တဲ့နေ့မှာပဲအစွမ်းပြသလိုလူကလည်းကြောင်ချောက်ချားပြီးဖြစ်လာခဲ့တယ်။အမအမရန်ခံမွေးအတွက်အလုံများနေတဲ့မကြီးကငအောင်ရဲ့ခေါ်တန်ကြောင့် ကတော့ဝဲပြင်နေတာကိုချပြီးအိမ်ထဲကိုဝင်လာခဲ့လိုက်တယ်။ငါအောင်နင်နေလို့အဆင်မပြေဘူးလား။ဟုတ်တယ်မကြီးစိတ်ထဲလဲနေလို့အဆင်မပြေဘူး။မနှက်ဖြံမဲရဟန်းခံတော့မှဆိုတော့အတက်နိုင်ဆုံးတော့ထိန်းကြည့်ပါမောင်လေးရဲ့စိတ်ထဲကနေတရဏကုံသုံးမရွတ်ပြီးအိတ်ကြည့်ပါလား။အမအတက်နိုင်ဆုံးတော့စူးစားပြီးအိတ်ကြည့်ပါမယ်။ငါအောင်ကမာကြီးနဲ့စကားဖြတ်လိုက်ပြီးတရဏဂုံသုံးပါးကိုရွတ်ကအဲ့ရပေါ်လဲချလိုက်တယ် ဒါပေမဲ့စိတ်ကိုချုပ်တင်းမနိုင်တာကြောင့်ခေါင်းကိုခါရမ်းလိုက်ပြီးစက္ကနဲကောက်ထိုင်လိုက်တဲ့အချိန်အဲ့ရချင်းရင်မှာတင်မလီကွေထိုင်ပြီးတော့သူ့ကိုစိုက်ကြည့်နေတဲ့အဖိုးကိုတယောက်ကိုမြင်လိုက်ရတယ်။ခမားကဘာတူလဲ။ကြောက်ရင်တော့ဘလို့ရောက်နေရလဲ။မင်းခံစားနေရတာကိုမကြည့်ရလို့စေးမြစ်တုံးလေးလာပေးတာ။အဖိုးကအဲ့ရပေါ်မှာလက်တစစ်တသားရှိတဲ့အနီရောင်စေးမြစ်တစ်ခုကိုချပေးပြီးမျက်စိရှိမှနေပျောက်ကွယ်သွားခဲ့တယ်။ငအောင်လဲရှေ့မှာရှိနေတဲ့စေးမြစ်ကိုကောက်ကင်လိုက်ပြီးနန်းကြည့်လိုက်တဲ့အချိန် ပါဇက်ထဲငုံထားလိုက်လူလေးအဲ့လိုတန်းအင်ခေါမိုးပေါ်ကနေထွက်လာခဲ့တယ်။ငအောင်လည်းအတန်ကြားတဲ့အတိုင်းဆေးမြစ်ကိုပါဇက်ထဲငုံထားလိုက်ရာပြိုတက်နေတဲ့ခန်းစားချက်တွေပျောက်ကွယ်သွားပြီးတော့လူကလည်းနေသားထိုင်သာရှိသွားခဲ့တယ်။ဆေးမြစ်ကိုငုံထားရင်လူကနယံကိုမိထားတဲ့ချိန်မျက်စိကတဖြည်းဖြည်းမေးစင်းလာပြီးတော့ခန္ဓာကိုယ်မှာရှိတဲ့အကြောချင်းတွေပြေလျော့ကအိမ်မောကျသွားပါတော့တယ်။မနက်မိုးလင်းလို့အိယာကနိုးတော့ပါဇက်ထဲငုံထားတဲ့ဆေးမြစ်ကမရှိတော့ပဲရှာပေါ်မှာအနီရောင်အဆက်ချို့သာကြံရှိနေကြတာကိုထူးဆန်းစွာမြင်တွေ့လိုက်ရတယ်။ ဒီလိုနဲ့ညနေစောင်းချိန်မှာတော့ငအောင်ရဲ့ရဟန်းခံပွဲကအောင်မြင်စွာပြီးဆုံးသွားခဲ့ပြီးငအောင်ဆိုတဲ့နာမည်ကနေဦးအာစာရာအဖြစ်ကူးပြောင်းသွားပါတော့တယ်။ရဟန်းဖြစ်ကိုခံယူပြီးတပတ်အကြာမှာတော့ဦးစင်းအာစာရာတယောက်တောင်ပေါ်ကိုတက်ချင်တဲ့စိတ်တွေတားမနိုင်ဖြစ်လာခဲ့တယ်။ဒါကြောင့်နေစုံဖုံးပြီးတဲ့အချိန်တောင်ပေါ်တဘာလေးတက်လာခဲ့ရာတောင်ရဲ့ခါးအလဲရောက်မှာတော့ချင်းတောင်တလုံးကိုလွှဲထားတဲ့ကရင်အဖိုးကြီးတယောက်ဆက်လိုက်ထိုင်ဖွာနေတော့မြင်လိုက်ရတယ်။ဦးစင်းအာစာရာလည်းကရင်အဖိုးကြီးကိုမြင်ပေမဲ့ဒီအတိုင်းထင်းလာကုတ်တဲ့သူတို့တွေးမှတ်ပြီးတော့တောင်ပေါ်ဆက်တက်ဖို့အလို့ ဦးစင်းလေးအခုကတောင်ပေါ်တက်ရမယ့်အချိန်မဟုတ်ဘူးဝေ့အဲ့လိုပြောပြီးတော့ထိုင်ရာကနေမတက်ထားရလိုက်ရအရက်ကခုနှစ်ပေလောက်ထိမြင့်တက်သွားတော့မြင်လဲရတယ်ဦးစင်းအားစားတော့လေနေကင်းကြောင့်တော့အခုလိုမြင်လဲရတာကြောင့်ကြက်သိမ်းမွေးညင်းနေထလာပြီးတော့စိတ်ထဲမှာလည်းကြောက်စိတ်တွေဝင်လာခဲ့တယ်ဒါကြောင့်တောင်ပေါ်ဆက်မတက်ပဲအောက်ကိုဆင်းဖို့လှဲ့လိုက်ရအစင်းတော်လိုက်ရအလဲမှာလက်ပိုက်ပြီးရက်နေတဲ့ယောဂီဝေလူငယ်တယောက်ကိုမြင်လဲရတယ်ဦးစင်းလေးကြောက်စိတ်တွေဖြစ်နေတဲ့နဲ့တူတယ် ရက်နေတဲ့လူကချူတာတဲ့မျက်နှာနဲ့ပြောလိုက်ပြီးအနားကိုတက်လာတဲ့အချိန်မှာတော့ခုနကဖြစ်ပေါ်နေတဲ့ကြောက်စိတ်တွေချက်ချင်းဆူဆူလိုပျောက်ကွယ်သွားတာခံစားမိခဲ့တယ်။တကာကြီးကဘာလုပ်ပါလဲ။လူတော့ဟုတ်ပါရင်နော်။လူမှလူအစ်စ်ပါဦးစင်းရဲ့။မယုံရင်ကြုတ်လက်မအောင်ကန်ကြည့်ပါ။ယောဂီဝယ်လူကလက်ကိုထိုးပြတာကြောင့်မုံမမရဲနဲ့ကန်ကြည့်ရတာမှန်လူတွေလိုအသားရည်ဖြစ်နေတာကိုသိလိုက်ရတယ်။တင်းကတာမှန်လူဆိုတာလက်ခံပါပြီ။ဟိုမှာရက်နေတဲ့သူကတာမှန်လူမဟုတ်ဘူးထင်တယ်နော်။ သူကဦးစင်းလေးကိုအန်နီရယ်ပေးမဲ့သူမဟုတ်ပါဘူးတခုခုပြချင်လို့ခေါ်လာနေမှာပါအေးအေးဒီဦးစင်းကအခုမှလာကြောက်နေတယ်ကွယ်အယံမြင့်မြင့်နဲ့ကရင်ဖိုးကြီးကခန်းထဲတက်တက်ရဲလိုက်ပြီးလူတကူသွားလို့ရတဲ့ရှိုးလေးတွေကိုဆင်းသွားခဲ့တယ်ဒကာကြီးကိုဒီမှာအရင်ကမမြင်ဘူးနော်ကျုပ်ကတောင်းမမအတိတ်ကဝင်နေတာဆိုတော့ဦးစင်းလေးမတွေ့မိတာဖြစ်မှာပါဦးစင်းလေးကိုလာပေးတဲ့သူနောက်ကိုလိုက်သွားကြရအောင် ယောဂီဝဲလူဟာဦးစင်းအာစာရာရဲ့လက်ကိုစက္ကနဲဆွဲယူပြီးချိုတဲ့ကိုဥဆောင်ခေါ်သွားခဲ့ပါတော့တယ်။ကရင်အဖိုးကြီးခေါ်တဲ့နောက်ကိုနိုင်ယဝက်ခန့်လိုက်သွားပြီးချိန်မှာတော့ရင်ကြီးအထက်ထက်တက်နေတဲ့လေးတောင်နှက်ကွန်တစ်ခုကိုမြင်လိုက်ရတယ်။ကရင်အဖိုးကြီးကနှက်ကွန်ရှိကိုရောက်တော့အထဲကိုလက်ညှိုးထိုးပြပြီးလူတစ်ဖက်ခန့်ကြီးမားတဲ့ကရင်ပင်ရဲ့အနောက်ကိုဝင်ရောက်ကပျောက်ွယ်သွားခဲ့တယ်။ဦးစင်းအာစာရာလည်းကရင်အဖိုးကြီးညွန်ပြခဲ့တဲ့နှက်ကွန်ကိုကြည့်လိုက်ရာတထောင်တတာခန့်ရှိတဲ့ကြောက်သားရုပ်ထုတစ်ခုရှိနေပြီးရုပ်ထုရဲ့ရှေ့မှာတော့ရှေ့မျိုးမျိုးယုံတစ်တာတစ်လုံးရှိနေခဲ့တယ်။ ဦးစင်းလေးယွန်းတတကိုဖွင့်ကြည့်လိုက်ပါအဖိုးကဦးစင်းလေးကိုတခုခုပေးကျင်နေတာဖြစ်ပါလိမ့်မယ်ယောဂီဝယ်လူရဲ့စကားကြောင့်ဦးစင်းလေးလည်းယွန်းတတဘိုးကိုမဝင်မယဲနဲ့ယူပြီးဖွင့်ကြည့်လိုက်ရာသွေးဆိုးနေတဲ့ပိုးထည်စာတစ်ခုနဲ့အတူလွန်စွာဟောင်းနှံ့နေပြီဖြစ်တဲ့ပေစာတစ်ချက်ကိုမြင်လိုက်ရတယ်ဦးစင်းလေးလည်းပိုးထည်စာကိုလက်တစ်ဖက်မှာကင်ပြီးပေစာကိုကြည့်လိုက်ရာငါကိုယ်တော်တုတ္တမရာဇာကြီးအမှုကိုထမ်းရွက်ရင်အသက်ပေးရခဲ့သည့်တတ်မှုဗလာသူရခေါ်အမောင်အောင်ချမ်းသာအား ၎င်းအသက်ဆွန့်ခဲ့သည့်ဒီတောင်ကျောင်းကိုအပိုင်စားပေးအပ်သည်ဆိုတဲ့အမိန့်စာကိုမြင်တွေ့လိုက်ရတယ်။ဦးစင်းလေးလည်းပေးစာကိုကြည့်လိုက်သွေးဆွနေတဲ့ဘိုးထဲကိုကြည့်လိုက်လို့ပြီးတော့ဒီနေရာရွှေမြင်းတင်တောင်ပိုင်းအဖိုးရဲ့မူလနဏန်ပေါ့တိတ်ဟုတ်တာပေါ့ဦးစင်းလေးအဖိုးကသူ့ရဲ့မူလနဏ်တီနေရာကိုပြချင်လို့ဒီကိုခေါ်လာခဲ့တာထင်ပါရဲ့ဒါကိုဦးစင်းကမလုပ်ရမှာလဲဦးစင်းလေးကအဖိုးရဲ့နန်ဆွဲနေတဲ့ဘိုးထဲစားနဲ့ ောက်ရွံ့ထုကိုလက်ရှိနန်းဆောင်ထံပေးဆောင်ပေးဖို့အကူအညီတောင်းတာလို့မြင်မိတယ်။ဒီတိုင်းပင်သွားရင်ရပြီလား။ရတော့ပါတယ်။ယောဂီဝယ်လူရဲ့စကားကြောင့်ဦးစင်းအာစာကလည်းတထောင်တတာရှိတဲ့ကြောက်ရွံ့ထုကိုဆွဲယူလိုက်ရာရုပ်ထုရဲ့အောက်ခြေကနေအယောင်သွေးဆုံလင်းနဲ့ကြောက်တံပတ်ရများထွက်လာခဲ့တယ်။ယူပါဦးစင်းလေး။ဒါရီကဦးစင်းလေးသာသနာပြုတဲ့နေရာမှာသုံးဖို့အတွက်ပေးထားတာပါ။ဒီမဲ့တကဦးစင်းကသာသနာပောင်ကိုရောက်နေတဲ့သူဖြစ်တာကြောင့်ဒီပစ္စည်းတွေကိုမယူခြင်းဘူး။ အဖိုးကဦးစင်းကိုဒီတောင်မှာသာသနာပြုစေခြင်းရင်တခြားသောနိလတွေနဲ့ကူညီပေးပါလို့ပြောခြင်းတယ်။ဦးစင်းလေးရဲ့စကားကြောင့်ယောဂီဝေလူကပလဲရောင်တောက်ပနေတဲ့သဆွေလေးတွေပေါ်အောင်ပြောင်းလိုက်ပြီးတော့ဦးစင်းလေးကအပြုမူရောစိတ်ထားရောပြောင်းလဲသွားလိုက်တာဗျာ။အဲ့လိုရေရွတ်လိုက်ပါတော့တယ်။ဦးစင်းအာစာကလည်းတောင်ပိုင်းအဖိုးရဲ့မူလရုပ်ထုကိုပင့်ဆောင်ပြီးလက်အထွတ်ရုပ်ထုအောက်မှာရှိနေတဲ့ကြောက်တံပတ်များတွေကတစုံတစ်ယောက်ကွယ်ဝဲလိုက်တယ်လို့ပြောက်ကွယ်သွားခဲ့တယ်။ဦးစင်းလေးလည်းကြောက်သားရုပ်ထုကိုတောင်ပေါ်မှာရှိတဲ့နန်းနန်းလေးကိုယူဆောင်ခဲ့ပြီး ရွာသားတွေထုလုပ်ပူဇော်ထားတဲ့ရုပ်ထုရဲ့ဘေးမှာနေရာချထားပေးခဲ့တယ်။အဲ့ဒီချိန်နန်းနန်းရဲ့ဘေးမှာရှိနေတဲ့မြေနီလာကနေကရင်ဝတ်ဆောင်အဟောင်းနှွမ်းလေးဝတ်ထားတဲ့မိန်းမနဲ့ယောဂီဝယ်လူနှစ်ယောက်တက်လာခဲ့ကြတယ်။ကရင်မိန်းမကြီးကဦးစင်းလေးကိုမြင်တော့ခြေဖမိုးရှိကိုဦးဆိုင်ချလိုက်ပြီးတော့အဖိုးမျော်လင့်နေရတယ်ဖြစ်လာတော့မယ်ထင်ပါရဲ့ကွယ်။အဲ့လိုဝန္တာအာရပြောပြီးတော့အဖိုးရဲ့မူလရုပ်ထုကိုမျက်ရည်အရွှေသားနဲ့စိုက်ကြည့်နေခဲ့တယ်။ဦးစင်းလေးပြောလေတခါကြီး ဦးစင်းလေးကိုဒီတောင်ပေါ်မှာပဲတည်င်းတော့မှုလျှောက်ထားပေးရစီဦးစင်းကရဟန်းပြူတာတပတ်ပဲရှိသေးတာမို့တိလာသမားကြီးလည်းမရှိသေးဘူးဒီတော့ဒီတောင်ကအဆောင်လျှောက်တဲ့အရန်ကြီးတာမို့မဖြစ်နိုင်ဘူးထင်ပါတယ်ဦးစင်းကတည်င်းတော့မှုစမ်းသပ်ရှိမယ်ဆိုရင်တပည့်တော်တွေဝိုင်းဝန်းကြည့်ရှုပေးပါမယ်ဦးစင်းလေးကိုဘလို့ပုဂ္ဂိုလ်ကမှထိခိုက်အောင်မလုပ်ဖို့စောင့်ရှောက်ပေးပါမယ်တကာတော့ပြောရနေတဲ့အားရှိနေပါပြီဒါနဲ့ဦးစင်းကဒီမှာနေပြီးပါလို့ရမှာလဲ ။ဦးစင်းလေးပါလို့ရမလဲဆိုတော့တက်ဆိုင်တဲ့ပုံကိုရီကညွှန်ကြားပေးပါလိမ့်မယ်။လောလောဆယ်တော့တရဏဂုံ၃မောင်းသာရွတ်ဖတ်နေပါ။တရဏဂုံ၃မောင်းတော့ဦးစင်းရွတ်နိုင်ပါရဲ့။အခြားကုံတော်တွေတော့မရွတ်တတ်ဘူးနော်။ကုံတော်ဆိုတာစာအုပ်ကြည့်ပြီးရွတ်လို့ရတာပဲ။အရေးကြီးဆုံးကဦးစင်းလေးရဲ့စိတ်ကိုတည်ငြိမ်အောင်ထားဖို့ပဲမလား။ဒါလည်းဟုတ်တာပဲလीနော်။တကာရွေးရဲ့နာမည်ကိုလည်းပြောပြပါဦး။နာမည်တိထားတော့ဘာပဲဖြစ်ဖြစ်ပြောလို့ဆိုလို့အဆင်ပြေတာပေါ့တပည့်တော်နာမည်ကအောင်မြတ်တာပါ သူတို့နှစ်ယောက်ကမောင်ကောင်းနဲ့ခုံးလာပါတကာအောင်မြတ်တာကလည်းတာမန်ပုဂ္ဂိုလ်မဟုတ်တာဦးစင်ရိပ်မိပါတယ်ဒီနေ့တော့ဦးစင်တန်အောင်ကိုပြန်ဆင်းပြီးတော့ဆရာတော်ရှောက်လိုက်ပါမယ်ဆရာတော်ခွင့်ပြုရင်တော့ဒီမှာပဲတည်င်းသုံးပါပါဦးစင်လေးလည်းအောင်မြတ်တာတို့နှုတ်ဆက်ပြီးတော့တန်အောင်ကိုပြန်ဆင်းသွားခဲ့ရာနောက်တနေ့အာယုံဆုံးဖုံးပြီးတဲ့အချိန်မှာတော့သင်္ကန်းတုံးတဲ့တပိတ်တစ်လုံးနဲ့အတူတောင်ပေါ်ပြန်လည်ရောက်လာခဲ့တယ်ဦးစင်လေးဘလို့ဖြစ်လို့အစောကြီးတက်လာတာလဲနေကင်းဘတ်ဆိုနေဘူးလို့အစောကြီးတက်လာခဲ့တာ ။ဦးစင်းလေးကတပိန်းနဲ့တင်ကန်းတွေကိုနေရာချလိုက်ပြီးအဖုံးနှမ်းရှိမှထိုင်လိုက်တဲ့အချိန်လင်မန်းတစ်ခုကိုရင်ဝယ်ပိုက်ပြီးတော့တက်လာတဲ့ကရင်အမျိုးသမီးကိုမြင်လိုက်ရတယ်။ဦးစင်းလေးနေစုံဖုံးမှုရှိတာလေးနဲ့ချက်ထားပါတယ်။ဇုံးအလူကိုလက်ခံပေးပါအောင်။ဦးစင်းလေးကစုံးပန်းကိုလက်ခံလိုက်ပြီးကမှဘလို့ပြန်ပြောရမှမသိဖြစ်နေတဲ့အတွက်တကမာကြီးလုံရင်ဆန္ဒပြေးပါစီလို့သာဆူတောင်းပေးလိုက်ရတယ်။ဦးစင်းလေးလည်းဇေဒီပေါ်မှာတင်းတောင်းရင်နေဘတ်တွေဆိုအောင်မြတ်တာတို့နဲ့အတူဇေဒီတန်ရှင်ရေးအဖိုးနန်းတန်ရှင်ရေးတွေကိုလောက်ကင်ပြီး ညဘက်ရောက်ရင်တိတိလောက်မှတ်တလောက်ဖျားကုံတော်တွေကိုရွတ်ဖက်ပွားများနေခဲ့တယ်။ဦးစင်းလေးကကုံတော်ရွတ်ဖက်ရတာကိုသဘောကျပြီးပတိဆက်ရတာကိုသဘောမကျတဲ့အတွက်အချိန်ရရင်ရတယ်လို့ပါဇက်ကနေတတတရွတ်ဆူနေခဲ့တယ်။အခုလည်းမိုးရီအနေငယ်ရွာနေတဲ့အတွက်တရင်သုံးနဲ့ဝတ်ထဲမှာထိုင်ပြီးအောင်မက်တောင်နဲ့အတူစကားပြောနေတဲ့အချိန်ကရင်တင်တန်းအင်ကြီးဝတ်ထားတဲ့ယောက်ျားတစ်ယောက်ကရွှေဖျုံသီးတစ်လုံးကိုရင်ဝယ်ပိုက်ပြီးတော့ဝတ်ထဲကိုဝင်လာခဲ့တယ်။အထဲကိုရောက်တော့ဦးစင်းလေးရှေ့ကိုသွားပြီးရွှေဖျုံသီးကိုချကား နောက်နှစ်ရက်နေရွှေမြေတင်စီတီကိုလာပူးမဲ့ပထန်းဆက်တွေလာကြလိမ့်မယ်။ဒါကြောင့်ဖျားပူးတွေလာရင်စားဖို့ရွှေဖျုံတိလာပို့ပေးတာပါ။အဲ့လိုပြောပြီးဥမချပဲမိုးရီတွေကိုပြန်ထွက်သွားခဲ့တယ်။ဒီလူစကားပြောတာဘလို့ပါလိမ့်။ရွှေဖျုံတိတစ်လုံးနဲ့ဖျားပူးတွေကိုဘလို့ကျွေးရမလဲနော်။တိတ်လဲစိတ်ပူမနေပါနဲ့။အခုလိုလာပေးရတာအကြောင်းရင်းတစ်ခုတော့ရှိပါလိမ့်မယ်။ဦးစင်လေးကဒီဖျုံတိကိုဘလို့လှုပ်ချင်နေဆန္ဒရှိလဲ။ရွှေဖျုံတိကိုချက်ပြီးတော့ဗာနဲ့ကျွေးမှာလဲ။ ။ဦးစင်းမှာစံလဲမရှိဘူးလေ။ဦးစင်းလေးကစကားတော့မဆုံးသေးဘူးတောင်အောင်ကနေစကားတပြောပြောနဲ့တက်လာကြတယ်။မာကြီးတို့အဖွဲ့ကိုမြင်လိုက်ရတယ်။ဦးစင်းလေးတောင်ပေါ်မှာဖျားဝဲလုံမယ်ဆို။ဟမ်။အဲ့လိုမပြောမိပါဘူး။ဘသူကပြောတာလဲ။ရွာထဲမှာကရင်ဖိုးကြီးတယောက်ကလိုက်ပြောနေလို့လေ။သူကပြောသေးတယ်ဖျားဘူးတယ်ကိုဦးစင်းလေးကရွှေပြောင်သေးဟင်းနဲ့ထမင်းကျွေးကြည့်ပေးမယ်။စံမရှိလို့စိတ်ညစ်နေတယ်လို့ပြောလို့တပည့်တော်မှာတော့ရွာကနေစံတဲ့အိပ်ယူလာပေးတယ်ဖျား။ အဖြစ်အပျက်ကတထိုင်တိုင်းဖြစ်သွားတာမို့ဦးစင်းလေးရောအောင်မြတ်တာတို့ပါဘာမှမပြောနိုင်ဖြစ်သွားခဲ့ရတယ်။ရွာသားတွေလည်းဒီကြိမ်တစ်ခါမှမလုပ်ဘူးတဲ့ဖျားပွဲလုံးမယ်ဆိုတဲ့အတန်ကြောင့်ရင်ကြီးရွယ်တက်နေတဲ့ဇီဒီကိုတန်ရှင်းရင်လုပ်သူကလုပ်မိဖို့ဖိုးတဲ့သူကဖိုးစံဆေးတဲ့သူကဆေးနဲ့လုပ်နေခဲ့ကြတယ်။အခုလောလောဆယ်တော့ကုသိုလ်ယူကြတဲ့သူတွေစားဖို့ထမင်းနဲ့ရွှေပြုံသေးဟင်ချက်လိုက်ကြအောင်။တပဲတော်မှချက်နေပါပြီဖျား။အတန်ကြောင့်ဇီဒီဘေးကတောင်းဆောင်လေးကိုငုံကြည့်လိုက်ရာ ကရင်မိမကြီးကသူ့တဲရှိမှာမီးဖို့တဖို့ဖို့ပြီးတော့မီးမွေးကိုစလုပ်နေအောင်မြင်လိုက်ရတယ်။ထူးဆန်းတာကကရင်ဖိုးကြီးလာဖို့သွားတဲ့ရွှေပြောင်ဒီတလုံးကိုချက်ထားတဲ့ဟင်းကကုံသွားတယ်မရှိခဲ့တာပဲ။စီမပါဟင်းခတ်အမုတ်မပါပဲချက်ထားတဲ့ရွှေပြောင်ဒီဟင်းကိုစားတဲ့သူတိုင်းလက်ရအရန်ကောင်းကောင်းချီးမွမ်းခဲ့ကြတယ်။ဒါဦးစင်းလေးရဲ့ပထမဆုံးထူးခြားမှုပဲ။ဒုတိယထူးခြားမှုကတလားခန့်ကြာတဲ့အချိန်မှာထပ်မံပေါ်ပေါက်လာပါတော့တယ်။ထူးစင်းကအောင်မြတ်တာတို့ဆရာတပည့်တွေတထုံမျိုးနဲ့အတွင်းမှာတင်းမျိုးပြောက်ွက်နေတဲ့ရှေးအောင်စင်းတို့တစုမှာ အတိတ်ကဝင်နေတဲ့ကာလလည်းဖြစ်တာကြောင့်ဦးစင်းလင်းအနေနဲ့တပါးတဲ့ကြုံတွေ့ခဲ့ရတဲ့ထူးခြားမှုလည်းဖြစ်ခဲ့တယ်။မှတ်မှတ်ရရအဲ့ဒီနေ့ကအချိန်ခါမဟုတ်ပဲမိုးတဲထန်စွာရွာတော်နေတဲ့အတွက်ဦးစင်းလင်းအနေနဲ့မိမိတည်င်းတုံးရောင်ဝတ်ထဲမှာထိုင်နေရင်ဖျားကုံတော်တွေကိုပွားများနေတဲ့အချိန်မြင်းတဲ့ကောင်ရဲ့ခွာတန်းကိုကြားလိုက်ရတယ်။ခွာတန်းကဂုံုံမြေပေါ်မှာမောင်းနေလာလို့ထွက်လာတဲ့အတန်ဖြစ်နေရကြောင့်ဖျားကုံတော်ရွတ်ဖက်နေတဲ့ဦးစင်းလင်းကဝတ်ရအပြင်ဘက်ကိုကောင်းလေးဆောင်းပြီးကြည့်လိုက်ရရွာကန်ထင်းကုန်သမားတွေတွားနေကြတော်လန်းထဲမှာ ခေါက်ထုတ်ခေါက်ပြန်ပြေးလွှားနေတဲ့အုံးဆိုင်ရောင်မြင်းတစ်ကောင်ကိုမြင်တွေ့လိုက်ရတယ်။မြင်းရဲ့အပေါ်မှာတော့ရှေးခေတ်မင်းကြီးမင်းသားတွေလိုအစင်တစားဆင်းရင်ထားတဲ့လူတယောက်ရှိနေပြီးညာဘက်လက်မှာစောင်းသားတစ်လက်ကိုဆွဲကင်ထားတာကိုမြင်လိုက်ရတယ်။ဦးစင်းလေးလည်းထူးဆန်းတဲ့မြင်ကွင်းကြောင့်ဂုံတော်ရွတ်ဖက်နေတာကိုရက်လိုက်ပြီးတော့အဝတ်ရဲ့အရှိကိုထွက်ကြည့်လိုက်တဲ့အချိန်လူသွားလန်းချင်းလေးတွေမှာခေါက်ထုတ်ခေါက်ပြန်ပြေးလွှားနေတဲ့မြင်းကတဟေးမြည်ရင်ပတက်ရက်တလို့ခုံပါလေရော။အုံးဆိုင်ရောင်မြင်းညိုကြီးကကျဲလောင်စွာဟိနေတဲ့အချိန်မြင်းရဲ့ကြောပေါ်မှာထိုင်နေတဲ့လူကဘေးဆောင်အနေထားနဲ့ဖြတ်ခနဲခုံချလိုက်ပြီး တဲကြီးမဲကြီးရွာနေတဲ့မိုးရေတွေကြားထဲကနေဦးစင်းလေးရှိရာဝတ်ထဲကိုအင်ဒရီရစာလမ်းလျှောက်ဝင်လာခဲ့တယ်။မိုးဒီမိုးပေါက်တွေတဲထန်နေတဲ့အချိန်မှာလမ်းလျှောက်လာပေမဲ့မိုးဆက်တွေကထိုသူရဲ့ခန္ဓာကိုယ်ပေါ်ကိုတပေါင်းမှမကျတာအတော်ထူးဆန်းနေခဲ့တယ်။ဦးစင်းလေးအနေနဲ့အတွေ့အကြုံကလည်းမရှိအနားမှာလည်းဘသူမှမရှိရာကြောင့်ထိတ်ခဲဖြစ်သွားတဲ့စိတ်ကိုဟန်မပြတ်ထင်ရင်အချိန်တွေကိုစောင့်ကြည့်နေခဲ့တယ်။မြင်းမော်ကဆင်းလာတဲ့သူကလည်းဘေးဘီကိုတစ်ချက်မျှတော့ငဲမကြည့်ပဲဝင်လာရင်ဦးစင်းလေးတည်င်းတုံးတဲ့နေရာအပေါဝါရောက်မှာတော့ခြေလမ်းတွေကိုရက်လိုက်ပြီး ကိုရောကယဟန်ဝိတာကြပြီလားဦးစင်းကယဟန်ဝိတာမကြသေးပါဘူးတကာရောကဘသူများပါလဲထူးဆန်းလိုက်တာယဟန်ဝိတာမကြသေးတဲ့သူကဘလို့ကြောင့်ငါ့ကိုမြင်တွေ့နေရလဲမင်းညီမင်းသားလို့ဝစားရတဲ့သူကတယောက်တည်းအံ့ဩစွာရေရွတ်လိုက်ပြီးတော့ဦးစင်းလေးကိုခြေဆုံးကောင်းဆုံးကြည့်နေခဲ့တယ်ဦးစင်းညောင်းအောင်တကာရောအနောက်ရှက်များဖြစ်သွားလားကျုပ်တို့အနောက်ရှက်မပေးရင်တော့ကိုရောလေးအေးချမ်းစွာနေလို့ရမှာပါ မင်းကြီးမင်းသားလို့ဝေစားထားတဲ့သူကမျက်နှာထားခတ်ထတ်တယ်နဲ့ပြောပြီးမင်းညိုကြီးကိုစီးကတောင်ချေဘက်ကိုခတ်တော်တော်ထွက်သွားခဲ့တယ်။မင်းညိုကြီးရဲ့ခွာတံပြောက်ွယ်သွားပြီးချိန်မှာတော့ဇေဒီရဲ့အောက်ဘက်မှာနေတဲ့ကရင်အမျိုးသမီးကြီးကဝါကမောက်ကြီးဆောင်ပြီးဝတ်ထဲကိုဝင်လာတာမြင်လိုက်ရတယ်။ခုနအင်းရှိဆိုင်မင်းသားလေးလာသွားတယ်မလား။မင်းညိုကြီးစီးလာတဲ့သူကအင်းရှိဆိုင်မင်းသားဟုတ်လား။ဟုတ်ပါတယ်ဦးစင်လေး။မင်းသားလေးကလာပြေးလာွယ်နေရဆိုရင်ဒီဒေါ်လာကနေဖြတ်ပြီးနေမြေချင်းတွေကိုလိုက်ကြည့်တတ်တယ်လေ။ ။ "तू อ่ะยอบ่าจ่องไม่จุ๊บไม่ลุบไปชื่อนี่ล่ะเลย။อซ้วยบ่อูซินนี่เย่ तू แลอกุติโหไม่จุ๊บลุบได้บ่าล่ะเนาะ။ดีตองมาไม่จุ๊บลุบได้แต่ตื่นอตอหมายล่ะเว้ยเนาะ။อูซินเลียดีหลอกไปเมียได้ล่ะโก้อำมันนั้นပြောย่าเย่ดีตองมาไม่จุ๊บไม่ลุบไปสร้างนี่แต่ตื่นก็ยากระนั้นอัตมาชื่อเย่။ฮะ?ดีหลอกตองมายล่ะ?မြားတာပေါ့ဦးစင်းလေးရဲ့မင်းသားလေးရဲ့ငဲကြုံနေတော့တရားနီးပါရှိတာ အခုကဦးစင်းလင်းအနေနဲ့သူတယောက်တည်းကိုပဲမြင်လဲရတာလေသူတို့ကဘယ်တော့မှကျွလို့ကြမှာလဲကြအောင်မယ်ဦးစင်းလေးအဖိုးပြောတာကတော့နောင်ပွင့်တဲ့ဖယားကိုဖူးမြင်ရမှကျွတန်းဝင်ကြမှာဆိုပဲဒကမာကြီးကတာမန်လူဖြစ်ရတဲ့ဒီအကြောင်းတွေကိုဘယ်လိုလုပ်ပြီးသိနေခဲ့တာလဲဦးစင်းလေးစကားကိုကြတော့ကရင်မျိုးသမီးကြီးကကွန်ကျိုးတွေတက်နေတဲ့ရှေ့သွားတွေပေါ်အောင်ရဲလိုက်ပြီးတော့အဖိုးပြောပြလို့သိရတာပါဒါဆိုအဖိုးနဲ့ဒကမာကြီးကဘယ်လိုပတ်သက်မှုတွေရှိကြတာလဲ ပြောရရင်တော့အရှိကြီးပဲဦးစင်းလေးရဲ့အတူချုံပြီးပြောပြရရင်တောင်မိုင်အဖိုးကလူဘွားတော်ကဒီမိမကြီးကိုအရန်ချစ်ခဲ့တာပေါ့အဲ့ဒီတုန်းကအဖိုးကတတ်မှုငယ်လေးအဖြစ်သူရိယာဆန္ဒမင်းထံမှာခါစားနေတဲ့အချိန်တပည့်တော်ဟာသူဝနာဘူမိတထုံပြည်ရဲ့မြေပိုင်ရှင်လေပိုင်ရှင်သမီးဖြစ်ခဲ့တယ်လေအခုဦးစင်းလေးတရင်တုံးနေတဲ့နေရာတပည့်တော်မရဲ့ဖခင်ပိုင်ခဲ့တဲ့မြေတွေဖြစ်ခဲ့ဘူးလေအဖိုးကတပည့်တော်မကိုချစ်ကြိုက်နှစ်သက်ခဲ့ပေမဲ့တပည့်တော်မနည်းနည်းလေးမှမျက်နှာသာမပေးခဲ့ဘူးလေ အခုခေတ်စကားအရပြောရရင်တော့မောက်မာခဲ့တာပေါ့ကရင်မိမကြီးကစကားပြောနေရင်ရုတ်တရက်ရက်လိုက်ပြီးအဖိုးနာမကိုငေးကြည့်နေတာကိုတတိထားမိခဲ့တယ်ဟွန်းအဖိုးကတပည့်တော်မအောင်ဘဝအဆက်ဆက်ကြီးရှုဆောင်မခဲ့တယ်အခုဘဝလည်းသူ့အနာမှာမနေလို့မရအောင်လှုပ်ထားတာပဲကြည်လေတကမာကြီးကဒီမှာနေတာဘလောက်ကြာပြီလဲနှစ်ပေါင်း30ကျော်ပြီပေါ့ဒါနဲ့တခုမေးချင်တာဥစင်းရရောအဖိုးနဲ့ဘလို့ပတ်သက်နေတာလဲ ဒါကတော့တပည့်တော်မှပြောလို့မရဘူး။ဥစဉ်လေးကအဖိုးနဲ့ပဋ္ဌာန်းဆက်ပါတယ်လို့ပဲသိထားပါ။ဥစဉ်လေးအနေနဲ့စွန့်ကိစ္စတောင်းဆောင်ရတာအဆင်ပြေရဲ့လား။အစပိုင်းတော့စားရတာအဆင်မပြေပေမဲ့နောက်ပိုင်းနေသားကြလာပါပြီ။တကမာကြီးလည်းစွန့်ကိစ္စစီမံနေရတာပင်မနေရောပေါ့။ပင်မနေလို့မရှိပါဘူး။ဥစဉ်လေးရောက်လာလို့တပည့်တော်မှဝမ်းသာနေတာပါ။တခုခုလိုအပ်တာရှိရင်လှမ်းခေါ်လိုက်နော်။တပည့်တော်မှမြှင့်ချိုးသွားလိုက်ပါအောင်မယ်။ ရင်မိမကြီးကဦးစင်းလေးကိုကတော့လိုက်ပြီးတော့မိမိနေထိုင်တဲ့တဲရင်ဘက်ကိုပြန်ထွက်သွားခဲ့တယ်။ညာဦးပိုင်းရောက်တော့ဝတ်သေးကိုလူတယောက်ဝင်လာပြီးသူ့အတက်တီးတက်နေရလှုပ်ပေးဖို့လာပြောတာကြောင့်ဘသူလဲဆိုပြီးမေးလိုက်ရာရွှေမြင်းတင်တောင်မှရှိတဲ့ငကားတိုက်ဆောင်ဖြစ်နေတာကိုသိလိုက်ရတယ်။ဦးစင်းလေးကသူ့အနေနဲ့ဝါစင်လည်းမရသေးတာတကြောင်အခုလိုကိစ္စတွေမှာအတွေ့အကြုံမရှိသေးတာကြောင့်အဖိုးကိုတိုင်တယ်ပြီးပြောပေးမယ်လို့ဆိုကချောမော်ပြန်လှုပ်ပေးခဲ့ရတယ်။ဒီလိုနဲ့တုံးရမြောက်နေအာယုံတက်ချိန်မှာထမ်းမိန်လုံးလုံးရှိတဲ့မွေနေကားသုံးကောင်က ်ဦးစင်းလင်းတရင်သုံးတဲ့ဝိရဲ့အပေါ်ကနေပပင်းနဲ့အုံမိုးထားတာကိုအိမ်မက်မြင်မှတ်ခဲ့တယ်။အိမ်မက်မှတ်ပြီးရမနက်မှာပဲဦးစင်းလင်းတရင်သုံးတဲ့ဝတ်ထဲကိုဝက်ကောင်းစားလာတဲ့ဝတ်ဆင်ထားတဲ့လူအချို့အထူးစွာရောက်လာခဲ့တယ်။တံမိုးကြီးလက်ဝတ်လက်စားတဲ့ဝတ်ဆင်ထားတဲ့သူတွေကဦးစင်းလင်းကိုမြင်တော့ရိုသေစွာကြော့ပြီးသူတို့ကရန်ကုန်မှနေတာဖြစ်ကြောင်းလွန်ခဲ့တဲ့တစ်ပတ်လောက်ကအိမ်မက်ထဲမှာနန်းဝန်နန်းစားဝတ်ထားတဲ့ယောက်ျားတယောက်မိန်းမနှစ်ယောက်ရောက်လာပြီးတော့တထုံမြို့မှာရှိတဲ့ရှင်မြင်းတီတောင်မှနဂါးသုံးကောင်ရစ်ပတ်ထားတဲ့နဂယုံဖျားတဲ့ပေးဖို့အိမ်မက်ပေးခဲ့ကြောင်းနဂယုံဖျားတဲ့ခဲ့တဲ့အခါမှာ ောင်ပေါ်မှာသတင်းသုံးနေတဲ့ဦးစင်းလေးကိုမြင်နေရရွေးခိုင်းပေးစီလိုကြောင်းဒါကြောင့်ရန်ကုန်ကနေမိသားစုလိုက်ဆင်းလာတာဖြစ်ကြောင်းလာရောက်လျှောက်ထားခဲ့ပါတယ်။ဦးစင်းလေးကလည်းဒီအခြေအနေအရောက်မှာငင်းလို့မကောင်းတဲ့အတွက်အလူရှင်တွေစိတ်ကျေနပ်စေရန်ဇေဒီပရဝန်ထဲကိုလိုက်ပြရာဇေဒီရဲ့အရှိတ်မြေကွက်လက်တစ်ခုမှာနဂါးအမပုံစံတောင်မို့တလုံးပေါက်နေတာကိုမြင်လဲရတယ်။ဒါကြောင့်တောင်မို့ပေါက်နေတဲ့နေရာကိုနဂယုံဖျားတဲမဲ့နေရာအဖြစ်သတ်မှတ်ပေးခဲ့ပါတော့တယ်။အလူရှင်တွေအနေနဲ့နဂယုံဖျားတဲတဲ့ကာလအတွင်းမှာပဲဦးစင်းလေးတရင်တုံးမှုအတွက်တဘာကြောင်တစ်ဆောင်ကိုပါဆက်လို့လူတန်းပေးခဲ့ကြတယ် နဂယုံဖျားတဲ့ဖို့အတွက်ပနတ်ပေးတဲ့အချိန်မှာတော်ရီရနဲ့မွေအကောင်မောင်းများစွာထွက်လာတာကိုလည်းကြုံတွေ့ခဲ့ကြတယ်လို့ဖျားတဲ့ဖို့လှူအားပေးလာကြတဲ့သူတွေကိုလည်းဝင်ရောက်ပူးကပ်ပြီးသူတို့အနေနဲ့ဦးစင်းလေးကိုကျေးဇူးတင်ကြောင်းဒီအချိန်ကိုစောင့်နေတာနှစ်ပေါင်းများစွာကြာပြီဆိုတဲ့အကြောင်းကိုဝမ်းသာပျော်မြူးစွာပြောဆိုခဲ့ကြတယ်။နဂယုံဖျားတဲ့ဖို့မြေကြီးတူးတဲ့အချိန်မှာလည်းရှေးရခင်ကအုံမြူခဲ့တဲ့အုံဆောင်ပစ္စည်းတွေချက်ဝတ်တစားတွေပေါ်လာခဲ့တာကြောင့်အားလုံးကိုစူးစီးပြီးဌာပနာအဖြစ်ပြန်လည်ထည့်သွင်းပေးခဲ့တယ်။ရွှေမြင်းတင်တောင်လိုလူမရောက်ငတ်မပေါက် ထောင်လာတဲ့နေရာကလာပိုင်းအတွင်းမှာပင်စီကားလာပြီးဆံရပုံကိုယ်တွေရဲ့အိမ်မက်ပေးမှုကြောင့်အနေနဲ့အရရမှလာရောက်ကြတဲ့ဖျားဘူးတွေကလည်းတနေ့တစ်တနေ့များပြားလာပါတော့တယ်။ဖျားဘူးတွေများပြားလာခြင်းနဲ့အတူမလူလားအပ်တဲ့ပြဿနာတွေလည်းဖြစ်ပေါ်လာခဲ့ပါတော့တယ်။ဦးစင်းလေးအနေနဲ့ငကယုံဖျားတဲတဲ့အမှုကိုကြီးကျက်နေရတာမို့ညာနေတဲ့အထိအကုန်လုံးမပွားနိုင်ပဲမိကနဲ့အိပ်ပျော်သွားခဲ့တယ်။အဲ့ဒီချိန်ဝှစ်သေးကိုခြေတံပြင်းပြင်းနဲ့ဝင်လာတဲ့အတန်းကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရတကူလုံးအစင်းအောင်ထားနေတဲ့အသားရည်နဲ့လူတယောက်မျက်ထောက်နေကြီးနဲ့စိုက်ကြည့်နေတာကိုမြင်လိုက်ရတယ်။ ဦးစင်းလေးလည်းဒီပုံကိုယ်ကိုတခါမှမမြင်မှုတာကြောင့်စက္ကနဲကောက်ထလိုက်ပြီးတော့တင်ရဘသူပါလဲ။ဘာအကြောင်းရှိလို့စိတ်ဆိုးနေရပုံ ဖြစ်နေရလဲ။အဲ့လိုမေးလိုက်ရအိမ်သူစေးအစင်းရောင်နေတကူလုံးလူရသလိုဖြစ်နေတဲ့လူကတရှူးရှူးနဲ့နှာမောက်ပြီးတော့ငါတို့အတွက်လည်းနေရာလုပ်ပေးပါ။မပေးဘူးဆိုရင်ရတဲ့နေရာ ဝင်နေမယ်။အဲ့လိုရင်သီးစွာပြောပါလေရော။အဲ့ဒီချိန်စာလုံးစနဲ့ကယုံဖျားမှာရှိနေတဲ့ငကားတုံးကောင်ရဲ့ကိုယ်ထဲကနေ ရွှေရောင်အစင်းရှိတဲ့ငကားသုံးကောင်ရှော့ကနေဆင်းလာပြီးတော့ဝှက်သေးကိုဝင်လာခဲ့တယ်။ငကားသုံးကောင်လည်းမြင်ရောအစင်းရောင်အသားရည်ရှိတဲ့သူကနှာကိုပွားပြီးအသက်ပြင်းပြင်းရှူလိုက်ရာလူခန္ဓာကိုတွင်မြင်ကနေစိမ့်စိမ့်တောက်နေတဲ့ငကားတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့တယ်။ရွှေရောင်ငကားတွေထဲနှစ်ဆလောက်ပိုကြီးမားတဲ့ငကားအစင်းရောင်ကမိန်တစ်ချောင်းလိုခြုံမြနေတဲ့ရှာကိုထုတ်ပြီးရန်လိုတဲ့ဟန်နဲ့ပပင်းကိုဖြန့်ချလိုက်တဲ့အချိန်ငါနေရောင်လည်းကျူးကျော်ဝင်လာသေးတယ်။ငါအောက်ကငယ်သားတွေကိုလည်းရန်ပြုတ်သေးတဲ့ကောင်အခုချက်ချင်းထွက်သွားစမ်း အဲ့လိုအတန်းနဲ့အတူသပင်ဖြူဖြူအရမ်းမြင့်မြင့်အဖိုးတို့တူကဝက်ထဲကိုဝင်လာတာကိုမြင်လိုက်ရတယ်။ငကားဆိုင်ကအဖိုးကိုမြင်တော့ဗပင်းကိုချလိုက်ပြီးခန္ဓာကိုယ်ကိုခွေလိုက်ရာတာမန်လူအတွင်ဖြစ်ပြောင်းလဲသွားခဲ့တယ်။လူအတွင်ပြောင်းသွားတဲ့သူကအဖိုးကိုမတုံမလောက်တဲ့အမှုရာနဲ့ကြည့်ပြီးအဖိုးကြောက်ကိုဒီမာနေဖို့တနည်းရပေးပါ။မင်းကပိုင်စိုးပိုင်နေတဲ့အထက်စည်းလေတံနဲ့ပြောနေပါလား။မင်းကဘသူလာထားတော့ရလဲ။တုံမသိဘူး။ မင်းမသိတော့လဲသိအောင်လုပ်ပေးရမှာပေါ့ကဲဦးတန်ပြီရှင့်ရင်ဒီကိုခဏလာခဲ့အောင်အဖိုးရဲ့စကားအဆုံးမှာနှကမ်းမွေးကကနဲ့ဟိန်းတို့လူမျိုးတယောက်အဖိုးရဲ့ရှိမှပေါ်လာခဲ့တယ်အဖိုးကြောက်ကိုခေါ်တာဘာကိစ္စရှိလို့လဲတင်ကတထုံမျိုးမှာနန်းနန်းဆက်ဆက်ရှိတယ်ဆိုတော့ဒီနှကားစိမ့်ကိုဘသူခေါ်လာလဲကြည့်ပေးပါဦးအဖိုးစကားကြောင့်ဦးတန်ပြီဆိုတဲ့ပုဂ္ဂိုလ်ကဦးကောင်းကိုမှု့ပြီးကြည့်ရင်ဖျားဘူးလာတဲ့ဘုံကြီးတပါးရွေကြက်ရှိရှိနဲ့ထားခဲ့တာပဲ။ သူ့နံယောက်ကအခုဘမရှိလဲမြင်ရလားနံကတော့ဒီမှာရှိပြီးတော့နံကိန်းဝတ်တဲ့အယောက်ကရွာထဲရောက်နေတာမြင်နေဖို့ဒါဆိုဒီကောင်ကိုမနှက်ဖြတ်မှမောင်းထုတ်လို့ရတော့မှာပေါ့တမ်းမီရေဒီကောင်ကိုမင်းရဲ့နန်းဘေးမှာတ냐လောက်ထိန်းသိမ်းထားလိုက်ပါအောင်အဖိုးရဲ့စကားအဆုံးမှာဟိန်းတို့အဖိုးကြီးကတကောလုံးအစိမ်းအောင်တောက်နေတဲ့လူရဲ့ကုတ်ကိုသူ့ရဲ့ကြီးမားတဲ့လက်နဲ့ဖြောင်းခင်းနဲ့မြည်အောင်ရိုက်ချလိုက်ပြီးတော့ရိုးရိုးတိုက်ဆွဲခေါ်သွားခဲ့တယ်အဲ့ဒီတော့မှအချင်းနေအားလုံးပုံမှန်ပြန်ဖြစ်သွားပြီးတော့ ဖိုးလည်းတူနေထိုင်တဲ့နန်းဆောင်ဘက်ကိုပြန်လည်ထွက်ခွာသွားခဲ့ပါတော့တယ်။မနက်မိုးလင်းလို့စုံစမ်းကြည့်တော့ရွာတွေကကလေးတယောက်ကတထွာတတာရှိတဲ့အစိမ်းရောင်နဂါးရုပ်ထုကိုကစားစရာအထင်နဲ့အင်ယူသွားကြောင်သိလိုက်ရတယ်။ဒါကြောင့်ချက်ချင်းဆိုဆိုလိုပဲနဂါးရုပ်ထုကိုဥတိုင်ပြီးနန်းဆောင်ကိုပို့ခိုင်းလိုက်ရတယ်။အဲ့ဒီနောက်ပိုင်းကဆလို့နဂယုံဖျားတဲ့ပြီးနောက်ပိုင်းထိအနောက်ရှက်တစုံတရာမကြုံတွေ့ရတော့ဘူး။နဂယုံဖရာရေစက်ချတဲ့နေ့မှာတော့ဘယ်ကနေရောက်လာမှမသိတဲ့လူတွေကတောင်ပေါ်မှာပြေးရှံသွားတာကိုလည်းအံ့ဩဖွယ်မြင်တွေ့လိုက်ရတယ် းစင်းအာစာရအနေဖြင့်လည်းတောင်ပေါ်မှာတည်င်းသုံးရင်တိုက်ဆက်အချို့နဲ့ပတ်သက်ဆက်နွယ်တဲ့သာသနာပြုလုပ်ငန်းတွေကိုဆက်တိုက်ဆိုသလိုဆောင်ရွက်ခဲ့ရပြီးအဆိုပါလုပ်ငန်းအကြောင်းကိုတော့အခြားဝတ္ထုတွေမှာအလင်းတင်းသလိုပေါ်ပြပေးသွားပါမယ်။ဝတ္ထုရဲ့အလယ်မှာအောင်မြတ်တာတို့ဆရာတပည့်တွေမထင်မရှားစေဒီလေးမှာအဋိဋ္ဌံဝင်နေကြောင်းပေါ်ပြထားခဲ့တာကိုနားထောင်သူတွေသတိထားမိမယ်ထင်ပါတယ်။ဒါကြောင့်ဆရာတပည့်တွေဘာကြောင့်ယုတ်တိရကြီးအဋိဋ္ဌံဝင်ရတာလဲဆိုတဲ့အကြောင်းကိုတော့အောင်မြတ်တာနဲ့ကတ်ကျော်နန်းဦးစေဒီဆိုတဲ့ဝတ္ထုမှာနားဆင်ပေးကြပါဦး။အခုလိုအဆုံးထိလိုက်ပါအားပေးနားဆင်ကြရတဲ့ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါတယ်။ကြံရှိနေသေးတဲ့အပိုင်းစာများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြန်တန်လွင် channel လေးကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။